ညမရငရဲ့ UFC ကပထမဦးဆုံးနဲ့ဒူရီတော်ဖိုက်တာဖြစ်တဲ့ Joshua Ban ကတော့ပရိသတ်တွေကိုလုံးဝမထင်ထားရရလေးပြောပြလာခဲ့ပါပြီ Joshua Ban ရဲ့အထူးပွဲကြီးကတော့မကြာခင်မှာကြီးရပါတော်မီတာ Joshua Ban ဟာ UFC မှာ အလားအလာအကောင်းဆုံးဖိုက်တာဖြစ် UFC ကိုရင်ကကမန်တာရီစီအယောက်20အတွင်းမှာပါဝင်လာခဲ့ပြီးလေးဖြစ်ပါတယ် Joshua Ban က Wayne Fighter ဖြစ်တဲ့ Bruno Silva နဲ့ ဒီလာမယ့်ဂျွန်လာရှိနေမှာထိုးရပါထုံးမယ်။ဂျော့ရှွာဘန်နဲ့ဘရူနိုဆေးဘာကဒီဇင်ဘာလမှာပွဲဖြစ်ခဲ့ပေမယ့်ဘရူနိုဆေးဘာကဂျာမန်ရဲ့အချောင်းပြပြီးတော့နှုတ်ထွက်ခဲ့တာဖြစ်တဲ့အတွက်ဂျော့ရှွာဘန်ကအကဲကုံမှနဗန်ဘဲကစားတဲ့ဂျပန်ဖိုက်တာလေးဝဲဆူရီယန်နဲ့ကစားခဲ့ရတာပဲဖြစ်ပါတယ်။အဲ့ဒီပွဲကဂျော့ရှွာဘန်တို့ကခက်ခဲခဲ့ပေမယ့်တကယ်ကိုမှသူ့မှာထိတောင်းတဲ့ fans တွေဘလောက်ကောင်းလဲဆိုတော့ကို Joshua Banga ကဘာကိုချပြနိုင်ခဲ့တာလေးဖြစ်ပါတယ်။အခုတော့ ဂျော့ရှွာဘန်ဟာဘရူနိုဆေးဗာနဲ့အပြေကျရပါတော့မယ်ဗျာဘရူနိုဆေးဗာကဂျော့ရှွာဘန်နဲ့ရှင်လို့ရှိရင်အပြေဂျုံကတော့တော်တော်လေးကိုရင့်နေပြီလက်ရှိဖိုင်ဝိတ်တန်အဆင့်ဆက်နှစ်မှာယက်တီထားတာဖြစ်ပြီးဂျော့ရှွာဘန်ကအဆင့်စလေးမှာယက်တီထားရီကျွန်တော်ဂျော့ရှွာဘန်ကဘရူနိုဆေးဗာကိုနိုင်လို့ရှိရင်အဆင့်ဆက်နှစ်မှာချက်ချင်းကိုတက်သွားမှာဖြစ်ပါတယ်သူ့အနေနဲ့အဆင့်ဆက်နှစ်မှာတက်လို့ရှိရင်တော့ top 10เนาะ1 to 10ကဘယ်ကောင်းကိုမဆိုစိန်ခေါ်လိုက်လို့ရပြီ ဘရူနိုဆေးဝါးကကြာတော့အခုချိန်မှာအသက်35နှစ်ရှိပြီအသက်ကတော့ဒါအချပိုင်းကိုရောက်နေပြီဆိုပေမဲ့တော်တော်လေးကိုကောင်းနေသေးတယ်ဗျเนาะသူကဘီဂျီဂျီမှာဆိုရင်တော်တော်လေးကိုကပတ်အနဲ့ရောင်အစင်ရောက်နေပြီဘရူနိုဆေးဘကဘီဂျီဂျီမှာတော့နီးပြလုံနေတာကိုတွေ့ရတယ်ဒါမဲ့ခုနောက်ပိုင်းမှာသူကပွဲတယ်မှာ MMA ပဲကစားတာကိုတွေ့ရတယ်ဒီနေရာမှာတကယ်လို့ဒါသူကဂျိုရှွာဘန်နဲ့ပွဲမှာဘီဂျီဂျီကြီးပဲဒါဥတည်ပြီးတော့ကစားမယ်ဆိုရင်တော့ဂျိုရှွာဘန်တို့အနေနဲ့တော့ပြဿနာရှိနိုင်တယ် ါမဲ့ဒီမလားအသက်ကလေး35နှစ်ရှိပြီဒီတစ်ခါကျတော့ Joshua Ban ကထိတ်တုံး defense ကောင်းတယ်ဆိုတော့ Joshua Ban အထွက်ကတော့အခွင့်အရေးတော့ရှိပါတယ်เนาะဆိုတော့ဒီကနေ့မှာတော့ကျွန်တော်ခေါင်းစဉ်မှာပြောခဲ့တဲ့အတိုင်းပဲ Joshua Ban ကပြည်သက်တွေကိုအာလုံးဝကိုထိမှတ်မထားတဲ့ကိစ္စအာသူဖြစ်ချင်တဲ့ဆန္ဒကိုပြောလာတယ်ပေါ့လေအဲ့ဒါကတော့အသက်ငယ်ဆုံး UFC မှာ champion ဖြစ်ဖို့အတွက်ကျွန်တော်ကစိတ်ကူထားပါတယ်တဲ့ဗျာဘယ်သူနဲ့ကစားရမလဲဆိုတဲ့အပေါ်မှာလေဒီကိစ္စကမူတည်သေးတယ် ဒါပေမဲ့ကမ္ဘာရဖို့အတွက်ကျွန်တော်အသက်ငယ်ငယ်ရွယ်ရွယ်နဲ့တော့ UFC မှာတမိုင်းတွင်ဖို့အသက်ငယ်ဆုံး Flyweight တန်း UFC Champion ဖြစ်တော့ San Jin တင်ဖို့အတွက်မရရအောင်လုပ်သွားမယ်ဆိုပြီးတော့ပြည်သက်တွေကိုရင်ဖွင့်လာခဲ့တဲ့တော့တနင်္ဂနွေလုံးကပြည်သက်တွေကတော့ Joshua Bain ရဲ့ခုလိုမျိုးမစုမနေနဲ့စူးစမ်းခြင်းစိတ်ကိုချီကျူးနေကြပြီလေဖြစ်ပါရယ်ဗျ